င်္ဂလာပါရှင်။ကျောင်းတိုင်းဆက်လေးစင်တဲ့အစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မူထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တင်ရန်ကျောင်းရတွေကတော့ငလင်းဖေးတင်ဒေတာများတွင်တန်ရှင်းသောတောက်သုံးရေရရှိရေရေတန်းစင်ဆက်များတက်စင်ဆိုတဲ့တွင်ဂျိုက်တီယိုစီတီတော်တို့ပြားမှုဧည့်သည်တတန်းကျော်လာရောက်ပြီးကြီးပဖျားဖူးများတွင် ထိုင်းမှအများဆုံးလာရောက်ဖူးပြောင်ဆိုတဲ့တွင် ငလင်ဖေးတင်သေးတာမှမတန်ဆွမ်းသူများအောင်ဆက်လက်ထောက်ပံ့သွားမည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းတပုတ်လေးနဲ့တရုတ်နှင့်ဗီယက်နမ်ကုန်းတွင်မှရထိတိုက်ရိုက်ချိတ်ဆက်ထားသောပထမဆုံးကုန်းချောင်းပို့ဆောင်ရေးလမ်းမတစ်ကြီးဖွင့်လှစ်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ကလင်ဖေးတင်သေးတာများတွင်တန်ရှင်းသောတောက်တုံးရေရရှိရေရေတန့်စင်ဆက်များတက်စင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်ဘေးတင်သေးတာထွေမှောင်တန်ရှင်းတဲ့တောက်တုံးရေရရှိစေဖို့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က၎င်းရဲ့မိဖအဖွဲ့စည်းထွေရဲ့ပံ့ပိုးကူညီမှုနဲ့ရေတန့်စင်ဆက်တွေတက်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။ တန်ရှင်းသောတောင်တုံးရေရရှိနိုင်ရေရတော့ရေတန်းစင်ဆက်တွေတက်စင်ပေးရမှောင်းမန္လီတိုင်းဒေသကြီးရှိ မြို့နယ်ကိုခုအတွင်းအလုံး30နဲ့နေပြည်တော်စကိုင်းနယ်ညောင်ရွှေမြို့နယ်တွေမှာရေတန်းစင်ဆက်နှလုံးစီအတီးတီတက်စင်ပေးထားပြီဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုတက်ဆင်ပေးခဲ့တာကြောင့်လက်ရှိမှာ ကျန်းမာရေးစေခန်း28ခုနဲ့အရန်တောင်းဖွားစရာမထွေဝန်ဆောင်မှုပေးတဲ့နေရာ3နေရာမှာလူရေ13500ကျော်အတွက်လဆင်တန့်ရှင်းတဲ့တောက်သုံးရေကိုရရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ WHO အနေနဲ့ရေတန့်စင်ဆက်တွေတက်စင်ရှာမှလိုအပ်ချက်အများဆုံးရှိတဲ့နေရာတွေကိုဦးစားပေးကူညီနိုင်ဖို့ရည်ရွယ်ဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းတစ်ပုဒ်လေးနဲ့ချိတ်ထီးဦးစေတီတော်တို့ဖျားဖူးဧည့်သည်တတန်းကျော်လာရောက်ပြီးပြိပဖျားဖူးများတွင် ထိုင်းမှအများဆုံးလာရောက်ဖူးမြော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မွန်ပြည်နယ်ရှိစံတော်ရှင်ကြိုက်ထီယိုစေတီတော်မြတ်ကြီးတို့ဗုဒ္ဓပူဇံတိယပွဲတော်ကိုခုနှစ်လသာအတွင်းပြည်တွင်းပြည်ပဖျားဖူးခရီးသွာတက်တန်းကျော်လာရောက်ဖူးမြော်ခဲ့ပြီးလာရောက်ကြတဲ့ပြည်ပဖျားဖူးတွေမှာထော့ထိုင်းနိုင်ငံကအများဆုံးလာရောက်ဖူးမြော်ခဲ့တယ်လို့ဗဏ္ဍာထော်ထင်းကော်ဘက်ကအဖွဲ့ကသိရပါတယ် ဆန်တော်ရှင်ကြိုက်တီယိုစေတီတော်မြတ်ကြီးဗုဒ္ဓပူဇန်တိယပွဲတော်ကို2024ခုနှစ်အောက်တိုဘာလ18ရက်သတင်းချုပ်လာပြေနေကနေ2025ခုနှစ်မေလ17ရက်ကစုံလာပြေနေ့အထိကျင်းပခဲ့တာဖြစ်ပါထိအဆိုပါကာလအတွင်းပြည်တွင်းဖျားဖူးဦးရေ73သိန်းခွဲခန့်နဲ့ပြည်ပဖျားဖူးခရီးသွားဦးရေ2000ခွဲခန့်လာရောက်ဖူးမြော်ခဲ့ပြီးထိုင်းနိုင်ငံကအများဆုံးလာရောက်ဖူးမြော်ခဲ့တယ်လို့ဆိုပါထိ ဒါအပြင်ပြီးခဲ့တဲ့နှစ်ကစန်တော်ရှင်တိုက်တီယိုစေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇဏီယာပွဲတော်ကာလအတွင်းပြည်တွင်းပြည်ပဖျားဖူးခရီးသွားဦးရေခုနှစ်သိန်းကျော်လာရောက်ဖူးမြော်ခဲ့တာကြောင့်အခုနှစ်ဖျားဖူးအရေးအတွက်ကအရင်နှစ်ကထပ်ပိုပြီးများပြားခဲ့တယ်လို့ဆိုပါတယ် တရင်ကျိုလာပြည်နေမှာကဆုံလာပြည်နေအထိနှစ်စဉ်ကျင်းပပြုလုပ်လေရှိတဲ့ဇန်တော်ရှင်ကြိုက်သီးဦးစေတီတော်မြတ်ကြီးရဲ့ဘုဒ္ဓပူဇံတိယပွဲတော်တို့ ပုံမှန်ကာလထွေကဖျားဖူးဦးရေမှာသုံးတန်းခန့်လာရောက်လေရှိပေမဲ့ကိုဗစ်ကာလအတွင်းမှာတော့ကျဆင်းခဲ့ပြီးနောက်ပိုင်းမှာတော့တဖြည်းဖြည်းပြန်လည်မြင့်တက်လာတဲ့လို့သိရပါတယ်ရှင်ဆက်လက်ပြီးငလင်ဖေးတင်ဒေတာမှမတန်ဆွမ်းသူများအားဆက်လက်ထောက်ပံ့သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်းတင့်ဒေတာမှမတန်ဆွမ်းအဖွဲ့ဝင်တွေကိုဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာကအတည်ပြုထားပါတယ်။မတ်လ28ရက်ကငလင်းကြီးလှုပ်ခတ်ခဲ့ပြီးနောက်ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာအဖွဲ့အနေနဲ့ငလင်းထန်းတင့်ဒေတာများတို့၃ရက်အတွင်းကယ်ဆယ်ရေးပစ္စည်းများနဲ့အတူရောက်ရှိခဲ့ပြီးဒေတာခန့်လူမှုရေးအဖွဲ့တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကူညီပံ့ပိုးရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ရာမှလက်ရှိအချိန်အထိ မတန်ဆွမ်း850 အပေါင်းဝင်မိသားစု4540ခုထောက်ပံ့မှုတွေပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်ဆက်လက်ပြီးလည်းငလင်းတင့်သေးသားမှရွှေမင်းသားဖောင်ဒေးရှင်းမြန်မာအဖွဲ့ဝင်တွေက မတန်ဆွမ်းသူများအားအခြေခံစားနယ်ရိတ်ခါများတကိုယ်ရီသုံးတန်ရှင်းရေးပစ္စည်းများ စေဝါပစ္စည်းများအိမ်သုံးပစ္စည်းများ မတန်ဆွမ်းအထောက်ကူပြုပစ္စည်းကရိယာများစေဝါကုသမှုများနှင့်ပြုပြတ်အိမ်များပြုပြင်ပေးခြင်းတွေကိုပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ် ဒါကြောင့်ငလင်းသန်းတင်ဒေတာထွေးရှိအဖွဲ့ဝင်များအနေနဲ့ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာ Facebook page မှာပေါ်ပြထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းလပုံအနေနဲ့တရုတ်နှင့်ဗီယက်နမ်ကုန်းတွင်းပိုင်းအထိတိုက်ရိုက်ချိတ်ဆက်ထားသောပထမဆုံးကုန်းချောင်းပို့ဆောင်ရေးလမ်းမတစ်ကြီးဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်နဲ့ဗီယက်နမ်နိုင်ငံခြားနိုင်ငံတကာအသံယူပို့ဆောင်ရေးလမ်းကြောင်းတွေဖွင့်လှစ်လိုက်ပြီးဖြစ်ကောင်းတရုတ်တောင်ပိုင်းကွမ်ရှိကျွမ်းဒေတာနန်နေမျိုးနယ်တရုတ်အနောက်တောင်ပိုင်းယူနန်ဒေတာကူမင်းမျိုးတို့ကနေစာတင်ကောင်းဗီယက်နမ်မျိုးရောဟန်နွမ်အထီဖြစ်ပါထေဗုဒ္ဓဖူးနေနက်နက်10နာရီမိနစ်40မှတရက်စစ်ပစ္စည်းအစိုက်ရပိုင်းများဟင်တီဟင်ရွက်လက်လက်ဆက်ဆက်များနေ့စဉ်သုံးပစ္စည်းများတင်ဆောင်လာတဲ့ရှင်တွေဟာနန်နေနဲ့ကူမင်းတို့ကနေတပြိုင်တည်းထွက်ခွာပြီးဗီယက်နမ် န်ကုန်းတွင်းပိုင်းရှိဟန်နွမ်းတို့တွားနေခဲ့ပါထေမဲခေါင်အောက်ပိုင်းဒေသနယ်စပ်ပြကြောပို့ဆောင်မှုမြင့်တင်ရေးသဘောတူညီချက် CPTA အရဒီလန်းချောင်းတစ်ဖွင့်လှစ်လိုက်ခြင်းဟာတရုတ်ကုန်တင်ရှင်တွေကိုဗီယက်နမ်ကုန်းတွင်းဒေသအထွေနဲ့ပထမဆုံးကုန်းချောင်းတိုက်ရိုက်လန်းချောင်းချိတ်ဆက်ပေးလိုက်တာဖြစ်ပါထေတရုတ်နဲ့ဗီယက်နမ်ကြားနိုင်ငံတကာလမ်းမှာပို့ဆောင်ရေးမှာတည်တည်တာတာတိုးတက်လာစေပြီးတရုတ်ပို့ဆောင်ရေးမှာအထင်အရှားတိုးတက်လာမှာဖြစ်ပါထင် ရခိုင်လမ်းချောင်းထွေနဲ့နိုင်ရှင်ရင်ကုန်တင်ကားသစီလှင်တဲယူပို့ဆောင်ချင်းတည့်ရတတနိုင်ပြီးပို့ဆောင်စရိတ်ရွှမ်းတထောင်အထိရောနေစေနိုင်မှာဖြစ်ပါထေလို့တည်ရပါထေရှင်ရခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတဲ့။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။